အနာသိဆိုးစုကစေယုံစေကံတွေကိုပါတိုက်လေရင်နဲ့ပုံကျဲနေရကြောင်းပြည်သူကိုစေဝါကူသမှုပေးနိုင်ရင်မြေအောင်စေယုံတွေစတင်ဆောက်လုပ်နေပြီလို့အမျိုးသားညီညွတ်အစိုးရအယဉ်ကြီးပြည်တော်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလကပြောပါရယ်အယဉ်ကြီးထိုင်းကျုံနယ်မြေမှာမြေအောင်စေယုံတွေစတင်ဆောက်လုပ်နေပြီလို့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်73မြင်းဆောင်2025မှာဦးနေဖုံးလကထည့်သွင်းပြောကြားခဲ့တာပါ အကြမ်းဖက်ဆိုးစုဟာစာတင်ကြောင်းတွေကိုသာမကစေုံစေကန်းတွေကိုပါလဲပြစ်မှတ်ထားတိုက်ခိုက်နေရကြောင်းအမျိုးသားညီညွတ်အစိုးရစံမာရေးဝန်ကြီးဌာနအနေနဲ့လည်းပြည်သူလူထုကိုလုံခြုံစွာနဲ့စံမာရေးဆောင်ရှားမှုတွေပေးနိုင်ဖို့အတွက်ဘုံကျဲတံခံနိုင်တဲ့မြေအောက်စေုံစေကန်းတွေစောင့်လုပ်နိုင်ဖို့စ조사ဆောင်ရွက်လျက်ရှိတယ်လို့ဦးနေဘုံလကပြီးခဲ့တဲ့ဆက်နှစ်မြန်ဆောင်2025သတင်းစကားပြောကြားခြင်းအစီအစဉ်မှာပြောပါရတယ်။ အယူဂျီနေနဲ့မြေအောင်စေယုံခုနှစ်ယုံဒါမှမဟုတ်ရှစ်ယုံအထိစောက်လုံနိုင်ဖို့ရှားသားဆောင်ရွက်နေပြီးတော့လက်ရှိမှာစေယုံနှစ်ခုစတင်စောက်လုံနေပြီးလို့လည်းအယူဂျီနဲ့နှိစက်တဲ့သတင်းမြစ်တူကအမတ်ပီကိုပြောပါရယ်မြေအောင်လိုက်ဦးဆောင်တဲ့စိုးစုဟာမြေပြင်စစ်ပွဲတွေမှာရှုံးနေတိုင်းနိုင်ငံတော်ဝန်လေကြောင်းပုံကျဲနေရဖြစ်ပြီးတော့စေယုံတွေစေပေခန်းတွေကိုပါပြတ်မှတ်ထားပြီးတော့ပုံကျဲတိုက်ခတ်နေရလို့အယူဂျီကထုတ်ပြန်ထားပါရယ် မေလတလအတွင်းမှာကိုပဲနိုင်ငံတော်ဆေးရုံစေကန်း6ခုကိုစုအုပ်စုကပြစ်မှတ်ထားပုံကျဲခဲ့ပါတယ်။